အားလုံးမင်္ဂလာပါဗျာဆောကာတီယံမြန်လေးပြန်လေးပြီးတူဆိုလိုက်ပါညောဒီနေ့စနေနေ့မှာတော့ကုနီကိုဆောင်းနေရဲ့ဒီကပလာရှိတဲ့ပွဲဥရောပဆုံးပွဲဆောင်နေအများရှိပါတယ်ဆယ်ပွဲရှိပါတယ်ဒီပွဲစဉ်တွေကနေကြိုက်ဆုံးပွဲစဉ်မဟာပွဲကိုထုံးစံနိုင်တယ်လို့တို့ရှင်ပြင်လို့ပြတော်မှာဖြစ်ပါတယ်အမောင်းဒီမော်ဒီကာဇက်စတန်နဲ့ပယ်လဂျီယံပွဲတိစားလာဒီပွဲမှာဝိဘေဂျန်ကဘိုရီဂျီနှလုံးတည်ပူပေါင်းကြီး350ရှုံးမှာကြီးပွန်ထားပါတယ်ဒီစီးနေကိုကြည့်ရမှာဒီပထမကြော့ဒီအိမ်ဝဲမှာစစ်စည်းနေကိုပြနိုင်ထားတဲ့ပွဲမှာဒီဘိုရီဂျီ သုံးလုံး၅၀ရှင်ဖွင့်ထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီအဝေးဝေးမှာပြီးတဲ့ဒီနှလုံးစီသုံးလုံး၅၀ရှင်ကကိုစီရောကိုပေါင်းစီရောပြီးကြတာပြီးတန်းပြောပြောင်းနေတဲ့နေရာမှာရှိပါတယ်ဒီကိုပေါင်းစီဆိုရင်ပထမကြော့ပိုရီစီရမ်းမရှိတဲ့နေရာမှာဖြစ်တာကြောင့်ဒီကိုပေါင်းစီလည်းရမ်းပြောပြောင်းနေတဲ့နေရာမှာရှိပါတယ်ဒီနေ့တင်းဒီ table stand နေကြရမလဲနော်ဒီဒီ group မှာဘယ်ကျန်ကဒီ၆ဘက်ကန်ထားရမှာရမ်း၁၄မင်းနဲ့ဒီထိတ်ဆုံးမှာလို့ဆောင်နေပြီးဒီအစနှစ်ကနော်မစီတုံးကြီးကဒီ9ဘက်ကန်ထားရမှာ13မင်းနဲ့ တမတ်ပဲကွာထားနေထားမှာဖြစ်တာကြောင့်ဒီတမတ်လိုအပ်ချက်ရှိနေသေးတယ်ဒီဖေဂျီယန်လို့နေတဲ့ဒီဒီဇီလန်ကိုကိုပေါင်းစီကပြောပြောနေနေထားမှာရှိပါတယ်။ဒီဘွေးမှာတော့ဒီဖေဂျီယန်လို့နေတဲ့ဒီကိုဒက်ဖန်ကရမတ်လိုအပ်ချက်ရှိနေဆိုမဲ့ဒီကိုဒက်ဖန်ကတော့ဒီနော့မစီဒိုနီးယားကဒီလက်ကျန်တပွဲပဲရှိတော့တဲ့အနေထားမှာလက်ရှိမှာလည်းဒီကိုဒက်ဖန်6ခုကြီးချက်ထားနေထားမှာဖြစ်တာကြောင့်ကိုဒက်ဖန်ကတော့ဒီအရင်မလိုအပ်တော့တဲ့အနေထားမှာရှိပါတယ်။အဲဒါကြောင့်မို့လို့နော် ဘူဝန်ကြီးကလည်းပြီးပထမကျော့ဗိုလ်ရီစည်းတမ်းပဲပွင့်လာနေတာမှဖြစ်တာကြောင့်350ရှုံးပေါက်ကြီးရောက်မှာဘူဝန်အော်တိုမိုတိုပဲရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ဒီဒီဂရုထဲမှာပဲဖြစ်တဲ့ဒီလစ်ချက်စတိန်းနဲ့ဝေးဘွဲမှာဝေးဝင်းဝေးကဗိုလ်ကြီးတုံးလုံးအပြေရှုံးနဲ့ဘူဝန်ကြီးဒီလုံးတွေမှာကြီးပွင့်ထားပါတယ်။ဒီစည်းတမ်းကိုကြည့်ရမှာဆိုရင်ဒီပထမကျော့ဝေးအိမ်ဝေးမှာတုန်းကဒီ3စီးနဲ့နိုင်ထားပြီးအိမ်ဝေးမှာတုန်းကလည်းဒီတုံးလုံးရှုံးမဲ့စည်းတမ်းပွင့်ထားပြီးဒီကြီးကြထားတဲ့နေထိုင်မှာလည်းဖြစ်တယ်။ ဝင်းဝင်းမှာလည်းဒီအင်ဝင်းမှာပေါက်ထားတဲ့ဈေးတန်းပဲဒီပြန်ပေးထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီခွေးတို့အနေနဲ့ဈေးပြင်းတဲ့နေရာမှာရှိပါတယ်တေဘယ်စတန်ကိုကြည့်ရမယ်ဆိုရင်ဒီခွေးကလက်ရှိမှာဒီတပွဲရောနဲ့အဆုံးသုံးနေရာမှာရက်တည်နေပြီဒီနောက်မက္ဆီဒိုနီးယားနဲ့သုံးမှတ်ကွာထားတဲ့နေရာမှာရှိပါအဲဒါကြောင့်မို့ဒီဒီဝင်နိုင်လိုက်မယ်ဆိုရင်နောက်မက္ဆီဒိုနီးယားနဲ့ဒီပွဲတူပြီးတော့ရမ်းမတူပြီးတော့ဒီကိုတက်ထမယ်ကြည့်ရမယ်နေရာမှာရှိပါအဲဒါကြောင့်မို့ဒီကိုတက်ခန့်ကလည်းဒီလက်ရှိမှာနောက်မက္ဆီဒိုနီးယားက ဝေးတဲ့ဒီကိုဒက်မန်69ပို့တာရဲ့နေရာမှာဖြစ်တာကြောင့်ဒီဝေးတို့အနေနဲ့ဒီဝေးမှာတော့ကိုဒက်ဖန်လည်းလိုအပ်တယ်လို့ရမလဲလိုအပ်နေတဲ့နေရာမှာဖြစ်တာကြောင့်ဒီဝေးမှာဝေးဝင်းဝေးတို့ဒီတုံတုံဟုံးဆိုတဲ့စီရန်ပြင်းနေမှုရဲ့နော်မက်ဆီဒိုနီးယားကိုဒီကိုဒက်ဖန်လိုက်မိဖို့လိုတာဒီဒီဝေးမှာကိုပြတ်သွင်းရမယ့်နေရာမှာဖြစ်တာကြောင့်ဒီဂျီဆင်းလည်းဒီကလူရဲ့ဒီအင်ဖြစ်အတင်းဖြစ်တာကြောင့်ဒီဝေးတို့အနေနဲ့ကိုပြတ်ဖို့မခက်ခဲတဲ့ဝေးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတုံတုံကိုရှုံးပေါက်ကြမှာဝေးဝင်းဝေးဖို့တွေကိုရွေးချယ်ထားပါတယ် အဲ့တော့ဒီဓမ္မနဲ့ဒီလာတို့ဒီဘွဲမှာအရှင်ဓမ္မကဘုဒ္ဓကြီးပုံလုံးရှင်ကိုပေါင်းကြီးနေလုံးတွေမှာရှင်းပွထားပါတယ်ဒီဒီနောက်ကြည့်မှာဒီဗမာပြော့စစ်စည်းနဲ့နိုင်ထားတဲ့ဘွဲမှာဒီဝိုးဝန်းကနေနှလုံး90ရှင်မဲပေးထားနေတာဖြစ်တာကြောင့်ဈေးတန်းရတော့ဒီမဲတို့ဈေးပြင်းတဲ့နေရာမှာရှိပါတယ်တိဘက်စံမျိုးကြည့်ရမယ်တော့ဒီဒိမက်ကဒီလေဝက်ကနိုင်ရမှာအဆင့်တက်နေရာမှာဥဆောင်ထားပြီးဆယ်မတ်ဒီအဆင့်နှစ်ကစကော့တလန်ကလည်းလေဝက်ကနိုင်ရမှာဆယ်မတ်နဲ့ဒီခုမှာတော့ဒီတရက်ဝင်ဝင်တက်ကိုပလေးအော်တော့ကဒီနှစ်ပြင်းမဲ့ တန်ရမယ်နေသားမှရှိပါတယ်။အဲကြောင့်မို့ဒီဒီမတုတ်ဒီနေဒီဒီဘွဲကသူ့နေနေဒီကိုတက်ဖက်ကအရင်မလိုတော့နေသားမှရှိပါတယ်။ဒီဘွဲပြင်ကံမဲ့ဒီအစ်စ်နှစ်ကဒီထိတဲ့တူဆိုမှုစကော့တလန်အင်္ဂလန်မှာကံမဲ့ဘွဲကပဲဒီဒီဂရုရဲ့ဒီတည့်ရဝင်ဝင်အတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်တာကြောင့်ဒီဒီဘွဲကတော့သူ့နေလေးနိုင်အောင်လုပ်တဲ့တုံလောက်တဲ့နေသားမှရှိပါတယ်။ဒီဒီဘွဲပြင်ကံမဲ့ဒီစကော့တလန်နဲ့ဒီထိတဲ့ဘွဲစဉ်ကတော့ဒီတည့်ရဝင်ဝင်အတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်တာကြောင့်ဒီအပွဲကိုပဲ ဒီကအရင်ဖိုက်လာရမယ်အနေထားမှာရှိပါတယ်။ဒါကြောင့်မင်းတို့ဒီကွက်မှာဒီဈေးပြင်းနေတယ်ဆိုပေမဲ့ဒီမတို့အနေနဲ့ဒီနှစ်ရက်ပဲနားပြီးတော့ဒီရည်ကြီးတဲ့ဒီကွက်ရဲ့ရည်ကြီးတဲ့ပွဲစဉ်ဒီနောက်ပွဲကလေးစကော့လန်ကိုသွားတိုက်ရမယ်အနေထားမှာဖြစ်တာကြောင့်အပွဲကိုပဲလူညာအပြေဝါဒီဖီတာသွားမယ်အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ဒီလေးလုံးဒီပေါက်ကြောက်မှာကိုဘအော်တိုမျိုးကိုပဲရွေးချယ်ထားပါတယ်။နောက်တစ်ပွဲလည်းဒီ group အတွင်းမှာဖြစ်တဲ့ဒီ Queen နဲ့ Scotland ဒီပွဲမှာ Asian Queen ကဘယ်ကြီးလဲပဲ90ကိုပေါင်းကြီးနှလုံး90ရှုံးမှာကြီးပွင့်ထားပါတယ်။ ဒီရောင်ကြီးမနေပထမကြော့စကောလိုင်းဝင်မာဒီစကောလန်၅ဒီ3ဝန်းနဲ့နိုင်ထားတဲ့ဝဲမှာတဲကြီးပဲပေါက်တဲ့နေထားမှာဖြစ်တာကြောင့်ဒီဘန်ကင်းရစကောလန်၅ဒီဂရီတဘူနဲ့နေထားမှာဖြစ်တာကြောင့်ဒီခွေးအင်ဝင်းမာလေဗယ်50ကပြည့်တဲ့နေစီဖြစ်ပါတယ်ဒီနေ့စဉ်ဒီစတန်နီကြီးရမဆန်လိုက်ဒီခွေးကဒီလက်ရှိမှာဒီအဆင့်၃နေရာမှာရက်တွေနေညမှ၃မှတ်ပဲရရှိထားနေထားမှာဖြစ်တာကြောင့်ဒီလက်ကြံနှစ်ပွဲပဲကြံတော့တဲ့နေထားမှာခွေးအင်နေတဲ့ဒီနံပါတ်စင်တက်ဖို့မဖြစ်နိုင်တော့တဲ့နေထားမှာရှိပါတယ်ဒါကြောင့်မို့ ဒီဘွဲကတော့ဒီအတွက်ရန်ရင်းကြီးရဲ့နေရာမှာရှိပါတယ်။ဝင်းဝင်းစကော်တလန်ကိုကြည့်ရမယ်လို့တော့ဒီဒိမန်နဲ့ရမတ်တူထားတဲ့နေရာမှာဖြစ်တာကြောင့်ဖဲရဲ့ဝင်းဝင်းအတွက်ကောပလေးယောဝင်းဝင်းအတွက်ဟောဒီနှစ်လုံးခွင့်ရရှိနေတဲ့နေရာမှာဖြစ်တာကြောင့်ဒီဘွဲကတော့ဒီစကော်တလန်တို့အတွက်အဘွဲယူရမယ့်နေရာမှာရှိပါတယ်။ဒါကြောင့်မို့အစီဖုံမှလည်းဒီ free debt ဖုံဖို့ကောင်းတဲ့နေရာမှာဖြစ်တယ်။ဒီအောက်ကြီးနဲ့ပေါက်တဲ့နေရာမှာဖြစ်တာကြောင့်ဝင်းဝင်းစကော်တလန်ဘွဲယူရွေးချယ်ထားပါတယ်။နောက်ဝဲတော့ဒီဆွစ်ဇာလန်နဲ့ဆွီဒန်ဒီဘွဲမှာအင်ရှင်ဆွစ်ဇာလန်ကဗိုလ်ကြီးတလုံးတည်ပေါင်းကြီး သုံး50ဆောင်းမှာကျေပွန်ထားပါတယ်ဒီဇီလန်ကိုကြည့်ရမစင်ဒီပထမပြော့ဆွစ်ဇာလန်အဝေးဝန်းကနေဒီဇီ2နဲ့နိုင်ထားတဲ့ပွဲမှာလေဗင်90ရွှန်းပေါက်ထားတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီတလုံး50လောက်ပေါက်တဲ့နေထိုင်မှာတလုံးဒီဇီကဒီဆွစ်ဇာလန်လို့ဈေးနှင်းနေတော့ပြင်းတဲ့နေထိုင်မှာတော့ရှိပါတယ်ဒီနေ့ဒီ table stand ကိုကြည့်ရမစင်တော့ဒီဆွစ်ဇာလန်ကရမတ်ဆယ်မှာနဲ့အဆင့်တနေရာမှာရည်နေပြီဒီအဆင့်ကကိုဆိုမှုနဲ့တုံးမဲ့ပဲကွာထားတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီလက်ကျန်ပွဲစဉ်တွေမှာနိုင်ွယ်လိုအပ်နေသေးတဲ့နေထိုင်မှာရှိပါတယ် ဝေဝင်းဆွေတင်ကိုကြည့်ရမှာကျွန်တော်ဒီဒီ group မှာအောက်ဆုံးမှာရက်တည်နေပြီနိုင်ဝေးမရရှိထားပြီပဲတမတ်ပင်ရရှိထားတဲ့နေရာမှာဖြစ်တာကြောင့်သူ့အနေနဲ့ညှိုးလင်းချက်မရှိတော့တဲ့နေရာမှာရှိပါရဲ့ညှိုးလင်းချက်မရှိတော့ဆိုမှဒီဆွေတင်နေတဲ့ဒီလက်ရှိမှာလည်းဒီဝက်ကနားရမှာနိုင်ဝေးမရရှိထားတဲ့နေရာမှာလည်းဖြစ်တယ်ဒီသူ့ရဲ့တိုက်စစ်ကိုကြည့်မယ်ဆိုရင်ဒီတန်တရာကျော်ဟန်တိုက်စစ်နှစ်ယောက်ဖြစ်တဲ့ဒီယောဂရက်နဲ့အိဆက်ပါဝင်ထားတဲ့နေရာမှာတော့နိုင်ဝေးတဝဲမှမရရှိထားတဲ့နေရာဖြစ်တာကြောင့်သူ့ရဲ့ဂုဏ်နိတ်ခါပိုင်းရာဒီဝဲမှာဒီဝဲနဲ့ဒီလက်ကျန်တဲ့ဝဲ အကြံနှစ်ပွဲမှာတော့သူတို့အနေနဲ့ဒီမရှိမနေနိုင်ပွဲတစ်ပွဲလောက်တော့ပုံဆောင်ဖို့လိုအပ်နေရနေတာမှရှိပါတယ်။ဒါကြောင့်မို့ဒီဝဲမှာတော့ဒီဆွေတွင်းနေနဲ့ဒီညောင်းလင်းချက်မရှိတော့ဘူးဆိုတော့မယ်ဒီအဝေးဝဲမှာတိတ်ခါပိုင်းရကနိုင်ပွဲရဖို့အတွက်တိုက်စစ်ဖွင့်ကန်လာမယ်ဒီထားမှရှိပါတယ်။အင်းရှင်းဆူဇလန်ကလည်းရမလိုအပ်နေရနေတာမှဖြစ်တာကြောင့်ဒီနှစ်ပွဲလုံးတွင်းကိုနေနေဆိုင်ရင်မြင်တွေ့လာရမယ်နေတာမှဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်အဝေးဝဲစီတန်တိုက်စစ်နေနေလဲဒီဘွဲမှာတော့ဒီတွင်းကိုရရှိလာမယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်မို့ကျွန်တော် ကိုယ်ကလည်းသဘောကြောက်မှာကိုပေါင်းအပေါ်တမျိုးတွေကိုရွေးချယ်ထားပါတယ်။ဆင်မင်းရမအားလုံးလည်းအပေါင်းပြကြပါလိမ့်ဗျာ။